င်္ဂလာပါအဲ့ရဲမှာဒီလိုအနေထားလေးမအိတ်ခင်မှာ၅မိနစ်လောက်ပဲအချိန်လေးလေးနေုံနဲ့ရရှိလာမယ့်အကျိုးကျေးဇူး၅ခုကိုဝင်ပြပေးချင်ပါတယ်ဗျာကျွန်တော်ကတော့ဒီနေရာမှာခွေးချီကုန်းလုံးကိုအသုံးပြုပြီးတော့ပြထားပေးမယ်မိတ်ဆွေတို့ထင်တာအဲ့ရဲပေါ်မှာစောင်းလေးတွေခောက်ပြီးတော့တင်ထားတာဖြစ်ဖြစ်ခေါင်းလေးတွေခုပြီးတော့တင်ထားတာဖြစ်ဖြစ်ပြုလို့လို့ရပါတယ်ဗျာခြေောက်ကလေးကိုအနေနဲ့အဖြောင်းအတိုင်းလေးနဲ့အနေနဲ့မြှောက်ပြီးတော့နေရမယ့်ပုံစံမျိုးလေးဖြစ်ပါတယ်မအိတ်ခင်လေးအဲ့ရဲမှာဒီနေထားအတိုင်း၅မိနစ်လောက်နေုံနဲ့ ရရှိလာမယ့်အကျိုးကျေးဇူး၅ချက်ကတော့နံပါတ်၁အနေနဲ့ကသွေးလည်သောမှုကိုပုံမအားကောင်းလာပြီးတယ်။နံပါတ်၂အချက်အနေနဲ့ကတော့နှလုံးအတွင်းသွေးစီးဆင်းမှုကိုပုံမကောင်းမွန်လာစေတယ်။နံပါတ်၃အချက်အနေနဲ့ကတော့အာရုံရောစနစ်ကိုတတ်တာပြောင်းကောင်းလာစေတယ်။နံပါတ်၄အချက်အနေနဲ့ကတော့ခါးနောက်ပြီးတင်မအပေါ်မှာရှိတဲ့တင်မမှုတွေကိုပြော့လာစေတယ်။နံပါတ်၅အချက်အနေနဲ့ကတော့ပေါ်ပါလန်းဆန်းမှုကိုရရှိစေတဲ့စိတ်ပြည့်စုံမှုတွေကိုလည်းရောကြစေတယ်။အိပ်ပျော်စေဖို့လည်းအထောက်အပံ့ပြုစေမှာဖြစ်ပါတယ်ဗျ။ ဒါကြောင့်မအိတ်ခဲနေစေအိတ်ရတဲ့မှာဒီပုံစံလေးတိုင်း9မိနစ်လောက်ပြုလုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်ဗျ။လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတွေတဲ့အဆင်ပြေမယ်အကျိုးရှိမယ်ကျွန်တော်ပြောနေပါတယ်။ဗီဒီယိုလေးကိုစောင့်နေတည်ကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုကြီးလေးပါ။ပေါင်နေရကြတဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကိုကြီးလေးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်။